လွန်ခဲ့တဲ့2017ခုနှစ်အော်တိုဘာလ29ရက်တွင်ကိုနော်မယမိချနာကနာလန်ဘတ်စံကယ်စီးထွက်ရင်အပြန်လန်တက်ကုံးလက်မပေါ်တွင်အစိုးရစစ်ဝတ်စုံနဲ့ရဲဝတ်စုံဝတ်ဆင်ထားသူ10ယောက်ကကိုနော်မိုင်ကိုစီးလာတော့စံကယ်ကိုရက်ခိုင်းကာစံကယ်နဲ့ဖုန်းကိုတင်းယူလိုက်ပါတယ်ကိုနော်မရဲ့ရှိမှအခြားဆိုင်ကနဲ့အတူလူ၁၈ရက်ကိုဖမ်းတတ်ခဲ့ပြီးတနားရကြမှာတော့မိုးကာနဲ့အုပ်ထားတဲ့ကားသုံးစီးဖြင့်ကိုနော်မိုင်နဲ့အတူဖမ်းဆီးခံရသူအားလုံးကို ရှေ့တန်းစစ်ကြောင်းတနေရာတို့ခေါ်ဆောင်သွားခဲ့ပါတယ်။ခေါ်ဆောင်သွားသူအယောက်20ထဲတွင်မင်းကလေးနှူးလဲပါဝင်ခဲ့ပါတယ်။ရှေ့တန်းတောင်ပေါ်တစ်ခုကိုရောက်သွားတဲ့အချိန်ဖမ်းဆီးခေါ်ဆောင်လာသူအားလုံးကိုအင်ကြီးချုပ်ခိုင်းပြီးမင်းမြန်စစ်ဆေးမှုပြုလုပ်ကာထိုးနှက်နှိပ်စက်ခဲ့ပါတယ်။စစ်သားတွေကကိုနော်မိုင်ကိုဘာလူမျိုးလဲလို့မေးတော့ရောင်လူမျိုးဟုတ်ကြောင်ပြောရတဲ့ ရောင်စစ်သားတအူးကိုခေါ်ပြီးရောင်ဟုတ်မဟုတ်စစ်ဆေးခိုင်းပြီးကိုနော်မိုက်ကရောင်လူမျိုးဟုတ်ပေမဲ့မန္တလေးမှာပဲចောင်းတက်နေလို့ရောင်စကားမပြောတတ်ចောင်းပြောတော့သုံးချက်ရိုက်ခံခဲ့ရပါတယ်။ထို့ပြင်ကိုနော်မိုက်ရဲ့ဘဲဘက်လက်မောင်းတွင်ကချင်အမျိုးသားအလန်စင်းမြင့်ចောင်းထိုးထားတာကိုမြင်ပြီးတော့ KAI နဲ့ပတ်သက်ရမယ်။နင့်အဖေမမတာဝန်ကြလဲပြောစမ်း။ဆိုပြီးမေးတော့ကိုနော်မိုက်ကမိဘတွေကရိုးရိုးတောင်တူတွေတာဖြစ်ចောင်းပြောရတယ်။လိန်တယ်လို့ဆိုပါ ဘယ်ဘက်နံယိုးကိုခြေတောင်းနဲ့ကန်လိုက်ပြီးကိုနော်မိုင်လဲကျသွားချိန်မီးစေ့ကိုတနက်နဲ့ထောက်ကပြစ်ဖို့ရွယ်လိုက်ချင်းနောက်ထပ်သုံးဖွင့်ဘူးတယောက်ကမပြစ်ဖို့ပြောတော့သူတို့အချင်းချင်းစကားများနေချိန်တွင်ကိုနော်မိုင်တီတီကလေးလေးသွားခဲ့ပါတယ်ကိုနော်မိုင်နဲ့အတူဖန်စီခေါ်ဆောင်ခံခဲ့ရသူကိုလည်းမင်းမြန်စစ်ဆေးမှုမလုပ်ခင် အရင်ရိုက်နဲ့ခံခဲ့ရပြီးကောင်းကောင်းမဖြစ်ရင်လည်းထပ်မံရိုက်နဲ့ခံရပြီးညဘက်တွင်အရန်ချမ်းပေမဲ့အဝတ်ပလာနဲ့အိတ်ခဲ့ရပါတယ် ပထမရောက်တဲ့တောင်ပေါ်တစ်ခုမှာစစ်သား400ကျော်နဲ့လေးငါးရက်လောက်နေပြီးနောက်ဘုံတောင်ဆိုတဲ့တောင်ကိုပြန်ပြောင်းခဲ့ပါတယ်။၃ရက်မြောက်ညမှစပြီးမင်းကလေးနဲ့ရောက်ကိုစစ်ကြောင်းအဖွဲ့မှရာထူးကြီးစစ်သားတွေနဲ့တပွင့်ဘူပေါက်ဆလေးတွေကမင်းကလေးနှစ်ယောက်ကိုတနေရာကနေတနေရာညလုံးပေါက်အတမပြုကျင့်ခဲ့ပါတယ်။နောက်မနက်မင်းကလေးနှစ်ယောက်ကငိုလျက်နဲ့စစ်တမ်းရအနေထွက်လာခဲ့ပြီးနောက်အင်မတန်အာရုံနေတဲ့ပုံစံနဲ့ စ်ပင်အောက်မှာမိနေတာကိုတွေ့ခဲ့ရပါတယ်။ကျွန်တော်တို့ကစစ်သားတွေနဲ့အတူတနေရမှာပဲစခန်းအတူချပြီးနေရတော့အရာရှိတွေနေတဲ့နေရာနဲ့မနီးပေမဲ့လမ်းမြင်ရတယ်။အဲဒါကြောင့်သူတို့ဘာလုပ်နေလဲဆိုတာအကုန်မြင်ရတယ်။ကျွန်တော်တို့ကတဲမှမအိပ်ရဘူး။ဟာလာဟင်းလင်းမှာပဲအိပ်ရတယ်လို့ကိုနော်မပြောခဲ့ကြအောင်။ခုထုံးမဲ့အနာများလူအခွင့်ရေးချုပ်ဖောက်မှုမှတ်တမ်းတွင်ဖော်ပြထားပါတယ်။စစ်ကြောင်းမှရေလိုင်းတစိပ်ပါသုံးပွင့်ပုံမိတိလာစစ်တပ်ပုံမှုက မိန်းကလေးနှစ်ယောက်ထဲကပူချောတဲ့မိန်းကလေးကိုခေါ်ကသူနဲ့အသင်းအသမအတူရေချိုးစီပြီးမိန်းကလေးကိုတပတ်နဲ့ရေချောက်အောင်တုတ်ခိုင်းစီပြီးနောက်အသွင်းခံပေါင်းပြီးဝတ်ပြီးစီခိုင်းခဲ့ပါတယ်။ရောက်တဲ့နေရာတိုင်းမှာလည်းရေချိုးခိုင်းပြီးရေမချိုးရင်တက်ပစ်မယ်လို့ချိန်ချောက်တော့မိန်းကလေးလည်းရောက်တဲ့နေရာတိုင်းရေချိုးပြီးရောက်တဲ့နေရာတိုင်းအသမပြုကျင့်ခံခဲ့ရပါတယ်။နောက်တစ်နေ့မနက်တွင်မိန်းကလေးတစ်ယောက်ကစစ်ဘိုတစ်ယောက်ရဲ့တိတ်ငှကနေထွက်လာပြီး မြေကြီးပေါ်မှာဒူးထောက်လျက်ဆူတောင်းနေရမိန်းကလေးရဲ့ခေါင်းကိုလက်ဖြင့်ရိုက်ကဆူတောင်းမနေနဲ့ဒီမှာဆူတောင်းရမယ့်နေရာမဟုတ်ဘူးဘယ်မှာလဲနင်တို့ဖျားနင်တို့ဖျားအရာရာတတ်နိုင်တယ်ဆိုဟုကဲ့ရဲ့ကမိန်းကလေးရဲ့သွားတဲ့ချောင်းကျိုးသွားပြီးပါဇက်ရောင်သွားအောင်တွေးထွက်တဲ့အထိရိုက်နိုင်ခဲ့ပါတယ်ရှေ့တန်းစစ်ကြောင်းမှအစ်သားများသည်ယာမစိတ်ကြွစင်းနဲ့ဘိန်းညားကိုစားတော့ပြုံမျိုးကမိန်းကလေးနှစ်ယောက်ကိုတရိတ်ဆန်တဲ့ဘွယ်အတမပြုကျင့်ဆက်ဆံခဲ့ကြောင်း ကုထုံးမဲ့အနာများလူအခွင့်အရေးချိုးဖောက်မှုမှတ်တမ်းတွင်ဖော်ပြထားပါတယ်။ကိုနော်မိုင်တို့အဖွဲ့ကလည်းစစ်သားတွေတွားရင်လာရင်နဲ့တောက်ချိုးမှုမပြေဘူးလို့ပြောပြီးခြေထောက်တွေနဲ့ကန်လက်ဖြင့်ထိုးပားရိုက်နှိပ်စက်မှုတွေလည်းခံခဲ့ရပါတယ်။ထို့အပြင်ရှေ့တန်းစစ်ကြောင်းမှစစ်သားအယောက်တရာရဲ့ဒီဇန်400ကျော်ပါတဲ့အိတ်အမြောက်ဆန်တစ်ခုနဲ့ပစ္စည်းတချို့ကိုထန်ခိုင်းပြီးမင်းကလေးနှစ်ယောက်ကိုတော့တနက်၄လက်စီထန်းကိုင်းက အစိတ်လက်နက်ခေါ်ဓာတုလက်နက်လို့ထင်ရတဲ့လက်နက်နှစ်လက်ကိုလည်းထမ်းခိုင်းခဲ့ပါတယ်။ကိုနော်မိုင်တို့အဖွဲ့ဒီလည်းရှေ့တန်းတွင်တခါတရံတစ်ခေါက်တွေကိုစားပြီးရေတောက်ကဖျက်တမ်းခဲ့ရပြီးအစာတောက်ကငတ်ပြတ်ထမ်းရတဲ့ပစ္စည်းရလေတွားရတဲ့ခီးကကြမ်းတမ်းမှုကြောင့်မခံမရက်နိုင်လောက်အောင်ဒုက္ခခံခဲ့ရပါတယ်။စစ်ကြောင်းကပုံတောင်တွင်၄၅ရက်နေပြီးနောက်ထပ်တောင်တစ်ခုကိုပြန်တက်က သူတို့သွားချင်တဲ့နေရာရောက်ရင်မြေပုံတပုံကိုဓာတ်မီထိုးပြီးအားလုံးပေါင်းကြည့်နေတဲ့အချိန်မှာကိုနော်မရဲ့တငယ်ချင်းတူကထွက်ပြေးဖို့အချိန်ကောင်းပဲဆိုပြီးထွက်ပြေးဖို့တိုင်ပင်ကအချက်ပေးရည်တွက်ပြီးထွက်ပြေးဖို့ပြင်ထားပေမဲ့တူကအချက်မပြပဲတောင်အောက်ကိုပြေးဆင်းသွားခဲ့ပြီးကိုနော်မနဲ့အတူကျန်တဲ့၄ယောက်ကလည်းသူ့နောက်ကိုလိုက်ပြေးသွားခဲ့ပါတယ်။ကိုနော်မတို့ထွက်ပြေးနေချိန်တွင်စစ်သားများတနက်တွင်နဲ့အဆက်မပြတ်လိုက်ပြေးရာ နောက်တော့မလဲကြည့်ပဲဆက်ပြေးသွားရင်နှမိုင်လောက်ထွက်ပြေးပြီးနောက်မိုင်းပေါက်ကွဲတဲ့နေ့ချင်းကြားခဲ့ရပါတယ်။တညလုံးထွက်ပြေးပြီးနောက်မနှက်မိုးလင်းတော့စတုံးဘက်ကရွာတရားကို ရောက်ရှိလာခဲ့ပြီးရွာသားတယောက်ကိုအကူညီတောင်းကအဲ့ဒီရွာကသမင်းကျွေးအဝတ်စားများပေးပြီးဆိုင်ကယ်၃စီးနဲ့ရွာသား၃ဦးကကူညီပေးရ၄နာရီလောက်ဆိုင်ကယ်မောင်းပြီးမြစ်ချင်းသားကိုရောက်ရှိလာခဲ့ပါတယ်။ ိုနိုမိုင်တို့သည်2021ခုနှစ်အောက်တိုဘာလ18ရက်တွင်ဖမ်းဆီးခံခဲ့ရပြီး16ရက်အကြာနိုဝင်ဘာ9ရက်နေ့တွင်ပြန်လည်ထပ်ပြေးလွတ်မြောက်လာခဲ့ပါသည်။မိန်းကလေးနှစ်ဦးသည်ညတိနာဖြစ်ပြီးရှေ့တန်းစစ်ကြောင်းစခန်းမှာပဲကြံရင့်ခဲ့ရပါသည်။